အားလုံးပဲမင်္ဂလာပါခင်ဗျာရွှေရင်ကားချန်နယ်ကနေပြန်လည်ကြိုဆိုလိုက်ပါရစေမနက်ဖြန်နိုဝင်ဘာလ16ရက်နေ့အတွက်နောက်ဆုံးရမိုးလေဝသဂျိုးတင်ခံမှန်းချက်များကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်အထူးမိုးလေဝသအနေနဲ့မိုးကုံဆောင်းကူမြန်မာပြည်ရာသီဥတုအခြေအနေများနဲ့ပုံတိုင်းလက်ကျန်မိုးရွာသွန်းခြင်းကြောင့်ဒေသတွင်းအခါလုံမိုးများဖြစ်ပေါ်နိုင်တဲ့အခြေအနေများကိုပါတင်ဆက်ပေးသွားမှာဖြစ်လို့ဗီဒီယိုလေးကိုအဆုံးထိကြည့်သွားနိုင်ပါတယ်ခင်ဗျာပထမဆုံးအနေနဲ့အခါလုံမိုးများဆက်လက်ရှိနိုင်ရေးသတိပေးချက်များကိုတင်ပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ လက်ရှိရာသီဥတုအခြေအနေအရကွက်တိကွက်ကြားနဲ့အနှဲငယ်စီရွာသွန်းနိုင်တဲ့မိုးအခြေအနေများဆက်လက်ရှိနေနိုင်သေးကြောင်းသတင်းရရှိပါရစေ။အဆိုပါမိုးများဟာမိုးရေချိန်များပြမှမဟုတ်ဘဲဆူယုံလောက်သာရွာသွန်းနိုင်မယ်လို့ခန့်မှန်းရပါရစေ။တိုးတော်လည်းယခုကဲ့သို့အခါလုံးမိုးများဟာစပားလှမ်းခြင်းနဲ့ဆားလှမ်းခြင်းလုပ်ငန်းများလုပ်ကိုင်နေသူများအတွက်ခေါင်းခဲစရာအခြေအနေများဖြစ်နိုင်တာကြောင့်သတိထားကြပါရန်အကြံပြုအပ်ပါရခင်ဗျာ။ဆလာဘီမနက်ဖန်မိုးလေဝသအခြေအနေဘယ်လိုရှိမလဲဘင်္ဂလားပင်လယ်အော်မှာဘာတွေဖြစ်လာမလဲဆိုတဲ့အခြေအနေအသေးစိတ်ကိုကြည့်လိုက်ကြရအောင်ပါ 2025ခုနှစ်နိုဝင်ဘာလ15ရက်နေ့ညနေ6:00အချိန်ထုတ်ပြန်ကြရာဘင်္ဂလားပင်လယ်အော်အခြေအနေကတော့ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းမှာအများအပြားသားရနေပြီးဘင်္ဂလားပင်လယ်အော်နောက်တောင်ပိုင်းနဲ့အနောက်အလယ်ပိုင်းတို့မှာတိမ်ထူတဲ့နေကကပ်ပလီပင်လယ်ပြင်နဲ့ကြံဘင်္ဂလားပင်လယ်အော်တို့မှာတိမ်နေငယ်မှာတိမ်သင့်တဲ့ဖြစ်ထွန်းနေပါတယ်။မနက်ဖြန်မနက်ထိခမတ်ချက်ကတော့ရန်ကုန်တိုင်းဒေသကြီးအေရဝတီတိုင်းဒေသကြီးတို့မှာနေရာကျဲကျဲနဲ့ပဲခူးတိုင်းဒေသကြီးတနင်္လာတိုင်းဒေသကြီးကရင်ပြည်နယ်နဲ့မိုးပြည်နယ်တို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာမှာရွာရရာနှုံ80ဖြစ်ပါတယ်။ နေပြီးတော့မန္တလေးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနဲ့ရခိုင်ပြည်နယ်တို့မှာအများအပြားသားရပြီးကြံတိုင်းဒေသကြီးနဲ့ပြည်နယ်တို့မှာတိမ်အထစ်တင်ဖြစ်ထွန်းပါမယ်ခင်ဗျာဆက်လက်ပြီးတိုင်းဒေသကြီးနဲ့ပြည်နယ်မျိုးကြီးများအတွက်မိုးလေဝသခံမှန်းချက်ကိုတင်ပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာနေပြီးတော့မှာအများအပြားသားရပါမယ်ရန်ကုန်မြို့မှာနေရာကွက်ကြားမိုးထချုံရပါမယ်မန္တလေးမြို့မှာအများအပြားသားရပါမယ်ပဲခူးမြို့မှာနေရာကွက်ကြားမိုးထချုံရပါမယ်မကွေးမြို့မှာအများအပြားသားရပါမယ်ဟ ோம் လေးမြို့မှာတိမ်အထစ်တင်ဖြစ်ထွန်းပါမယ်မုံရွာမြို့မှာအများအပြားသားရပါမယ် အသိမ်မြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။တဝဲမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။မြေကြီးသားမြို့မှာတိန်အသိန့်တင်ဖြစ်ထွန်းပါမယ်။လွိုင်ကော်မြို့မှာတိန်အသိန့်တင်ဖြစ်ထွန်းပါမယ်။ဖာယံမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။ဟာခါမြို့မှာတိန်အသိန့်တင်ဖြစ်ထွန်းပါမယ်။မော်လမြိုင်မြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။စစ်တွေမြို့မှာအများအဖြစ်တားရပါမယ်။လာရှိုးမြို့မှာတိန်အသိန့်တင်ဖြစ်ထွန်းပါမယ်။တောင်ကြီးမြို့မှာတိန်အသိန့်တင်ဖြစ်ထွန်းပါမယ်ခင်ဗျာ။နောက်နေ့အတွက်ခံမှန်းချက်ကတော့တနင်္လာနေ့တိုင်းဒေသကြီးမှာနေရာကျကျမိုးထစ်ချုံရွာနိုင်ပါတယ်။ နေပြည်တော်နဲ့နေတွဲအတွက်မင်းပြည်မင်းနဲ့ထိခမန်းချက်ကတော့အများအဖြစ်သားရပါမယ်။ရန်ကုန်မြို့နယ်နေတွဲအတွက်မင်းပြည်မင်းနဲ့ထိခမန်းချက်ကတော့နေရာကွက်ကြားမိုးထစ်ချုံရောပါမယ်။ရွာရံရာနှုံး80ဖြစ်ပါတယ်။မန္တလေးမြို့နယ်နေတွဲအတွက်မင်းပြည်မင်းနဲ့ထိခမန်းချက်ကတော့အများအဖြစ်သားရပါမယ်။ဆက်လက်ပြီးမိုးသက်ထန်စွာရွာသွန်းခြင်းကြောင့်မြေကြီးခြင်း3ပေးချက်များနဲ့မြေအိမ်များကိုပျောက်ပြပေးတော်မှာဖြစ်ပါတယ်ခင်ဗျာ။ယနေ့15ရက်17လ2025ရက်နေ့နာနဲ့6နိုင်ခွဲချိန်တိုင်းထွာကြရမြေအခြေအနေကိုတင်ပြပေးပါမယ်ခင်ဗျာ။ မြေကြီးနားမြေဟာမနေ့ကညနေကနေ12နာရီတွင်တလက်မကန်ထက်ကြသွားပါတယ်။မြေကြီးနားမြို့ရဲ့မနေ့ကအမြင့်ဆုံးအပူချိန်ကတော့37.3ဒီဂရီဆဲလ်စီယံနဲ့ယနေ့အနည်းဆုံးပူချိန်ကတော့15.5ဒီဂရီဆဲလ်စီယံတို့ပဲဖြစ်ပါတယ်ခင်ဗျာ။မြေကြီးနားမြေဟာဆိုးရင်ရေမှတ်1200စင်တီမီတာသို့ရောက်ရှိရန်919စင်တီမီတာပေ30ကန်အလိုမှာရောက်ရှိနေပါတယ်။မြေကြီးအတက်ကြပုံမှန်အနေထားကမှရှိနေပါမယ်။ဖြည်းဖြည်းချင်းဆက်လက်ကျဆင်းနေပါမယ်။ ARM မြေအထက်ပိုင်းမှာမိုးဝအနှဲငယ်ရှိနေပါမယ်။ရဖတ်ရခ ARM မြေစုံအထက်ပိုင်းမှာ နေရာခွက်၍မိုးရွာသွန်းခြင်းများဇက်တိုက်နေပါလာပြီဖြစ်ပါရယ်ခင်ဗျာစကိုင်းတိုင်းဒေသကြီးအထက်ပိုင်းကချင်ပြည်နယ်တစ်ခုလုံးမြမပြည်မြောက်ပိုင်းစွန်းဒေသများနဲ့အေရော်ရီမြို့အထက်ပိုင်းမေခမလိခမြဝန်းဒေသများမှာမိုးတိမ်တောင်ဖြစ်ထွန်းမှုအားအနည်းငယ်သာရှိနေပါရယ်အေရော်ရီမြို့တစ်ချောင်းနဲ့ချင်းတွင်းမြို့တစ်ချောင်းမြကန်းနီမြင်းနိတ်ဒေသများနဲ့မြင်းလူကျွန်းများမှာစိုက်ပျိုးလောက်ကိုင်းနေထိုင်ကြတဲ့တောင်သူများနဲ့ရေလုံသားများအေရရီမြကြီးကိုအမိပြုနေထိုင်ရှာဖွေစားတောက်နေကြသောမိဘပြည်သူများအားလုံးသိရှိနိုင်ရန်အတွက်တင်ပြပေးလိုက်ရပါရခင်ဗျာ။ ဆက်လက်ပြီးချင်းတွင်းမြေအခြေအနေကိုတင်ပြပေးမှာဖြစ်ပါရယ်ခင်ဗျာခန်းနေမြို့မြေဟာမနေ့ကညနေကနေ7နှစ်နာရီအတွင်းနှစ်လက်မကန်ထက်ကျသွားပါရယ်မုံရမြို့မြေဟာမနေ့ကညနေကနေ7နှစ်နာရီအတွင်း3လက်မကန်ထက်ကျသွားပါရယ်ခန်းနေဟုံးမလင်းဖောင်းပြင်းနဲ့မော်လိုက်မြို့တို့ရဲ့မြေအများဟာဖြည်းဖြည်းချင်းဆက်လက်ကျဆင်းနေအောင်မှာဖြစ်ပါရယ်ကလေးဝမင်းကင်းကန်နီနဲ့မုံရမြို့တို့ရဲ့မြေအများဟာဖြည်းဖြည်းချင်းဆက်လက်ကျဆင်းနေအောင်မှာဖြစ်ပါရယ်ခင်ဗျာဆက်လက်ပြီးအေရီမြေအခြေအနေကိုတင်ပြပေးမှာဖြစ်ပါရယ်ခင်ဗျာ ဗမော်ရွှေကူကတာထိကြိုက်တပိတ်ချင်းမန္တလေးစကိုင်းမြင်းမူညောင်းဦးပခုတ်ကူ6မင်းမူမကွေးအောင်လံပြီစိတ်သာဟင်္ဒရာနဲ့ဇလုံမျိုးတို့ရဲ့မြေရများဟာဖြစ်ဖြစ်ချင်းဆက်လက်ကြဆင်းနေမှာဖြစ်ပါတယ်ခင်ဗျာ AR မြေမြင့်တက်မှုကို24နာရီစောင့်ကြည့်တင်ပြပေးနေပါတယ်ခင်ဗျာထူးခြားမှုရှိလာရင်အချိန်နဲ့တပြေးညီတင်ပြပေးတော့မှာဖြစ်ပါတယ်ခင်ဗျာဆလဘီနိုဝင်ဘာလ14ရက်နေ့နောက်24နာရီတွင်ဖြစ်ပေါ်နိုင်တဲ့မိုးလေဝသအခြေအနေများကိုအောက်ပါအတိုင်းခံမှန်းတင်ပြအပ်ပါတယ်ခင်ဗျာ မြန်မာနိုင်ငံအထက်ပိုင်းနဲ့အလယ်ပိုင်းဒေသများမှာတော့တိမ်ထူမိုးဖွဲနိုင်တဲ့ဒေသများရှမ်းပြည်နယ်အရှေ့ပိုင်းခရီးပြည်နယ်နဲ့နေပြည်တော်မှ အောက်ဖက်ရှိဒေသများမှာတိမ်ထူတက်ပြီးမိုးဖွဲဖွဲရာသွန်းနိုင်ပါတယ်။တနင်္လာတိုင်းဒေသကြီးမှာတော့မိုးသည်ထံမဲ့ဒေသများကဘိတ်တနင်္လာရီပုတ်ပြင်းနဲ့ကော့တောင်းဒေသများမှာမိုးသည်ထံစွာရာသွန်းနိုင်ပါတယ်။ခီးသွားလာကြသူများနဲ့အဆိုပါဒေသမှာနေထိုင်သူများအနေဖြင့်မိုးအခြေအနေကိုသတိပြုပြီးကြိုတင်ပြင်ဆင်မှုများပြုလုပ်ကြရန်အကြံပြုအပ်ပါတယ်ခင်ဗျာ။ ဆက်လက်ပြီးပင်လယ်ပြင်ခီးသွားများအတွက်မိုးလေဝသခန်းမှန်းချက်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါရယ်ခင်ဗျာမြန်မာပင်လယ်ပြင်မှာလှိုင်းသင်းတွေရှိပါမယ်လှိုင်းအမြင့်မှာမြန်မာကမ်းရိုးတန်းတစ်လျှောက်နဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာ၅ပေမှာ၈ပေကမ်းရှိနိုင်ပါတယ်ရန်ကုန်မှာတနင်္လာနေ့ကမ်းရိုးတန်းတစ်လျှောက်ပင်လယ်ပြင်ခီးအတွက်မိုးလေဝသခန်းမှန်းချက်ကတော့ယနေ့မိုးနဲ့ချိန်မှာနောက်24နာရီအတွင်းခန်းမှန်းချက်နေရာကွက်ကြားမိုးထစ်ချုံရောက်ပါမယ်အမြင့်တားလေးမိုင်ကမိုးရွာစဉ်တမိုင်ကမ်းရှိပါမယ်ရေပြင်လေကတော့အရှိတုံမဟုတ်အရှိမြောက်ကိုတနင်္လာနေ့ပင်လယ်ပိုင်း၅မိုင်မှ၁၀မိုင်တစ်ခါတည်း၂၅မိုင်တိတက်ခတ်နိုင်ပါတယ် လှိုင်းတင်တင်ရှိပါမယ်လှိုင်းပြင်မှာ၅ဘီမှ9ဘီကနေဦးပဲဖြစ်ပါရယ်ခင်ဗျာရခိုင်ကမ်းရိုးတန်းတစ်လျှောက်ပင်လယ်ပြင်ခီးအတွက်မိုးလေဝသခံမှန်းချက်ယနေ့မိုးတဲ့ချိန်မှာနောက်24နာရီအတွင်းခံမှန်းချက်ကတော့အများအပြားသားရပါမယ်အမြင့်တာ၅မိုင်ခန့်ရှိပါမယ်ရေပြင်လေကတော့မြောက်သို့မဟုတ်အရှေ့မြောက်ကိုတနအိလင်းပင်လယ်မိုင်၅မိုင်မှ10မိုင်တခါတရံ25မိုင်တိတက်ခန့်နိုင်ပါတယ်လှိုင်းတင်တင်ရှိပါမယ်လှိုင်းပြင်မှာ၅ဘီမှ9ဘီကနေဦးပဲဖြစ်ပါရယ်ခင်ဗျာ နောက်ဆုံးအနေနဲ့မန္တလေးတိုင်းဒေသကြီးအတွင်းနိုဝင်ဘာလ15ရက်နေ့မှနိုဝင်ဘာလ20ရက်နေ့အထိမိုးလေဝသအခြေအနေများကိုတင်ပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ။နိုဝင်ဘာလ14ရက်နေ့မှစတင်ရဲ့အမြင့်ဆုံးနေ့အပူချိန်30ဒီဂရီဆယ်ဆီယက်နဲ့အနေဆုံးညအပူချိန်28ဒီဂရီဆယ်ဆီယက်အထိကျဆင်းလာနိုင်ပြီးပြင်ဦးလင်မိုးကုတ်စတဲ့တောင်ပေါ်ဒေသတွေမှာတော့အမြင့်ဆုံးနေ့အပူချိန်24ဒီဂရီဆယ်ဆီယက်နဲ့အနေဆုံးညအပူချိန်14ဒီဂရီဆယ်ဆီယက်အထိကျဆင်းလာနိုင်ပါတယ်။ပင်လယ်ပြင်မှာထူးခြားတဲ့မိုးလေဝသအခြေအနေများနဲ့မှုန်တိုင်းအကျွေးကြံများ ခொနေအတွင်းမန္တလေးတိုင်းဒေသကြီးအတွင်းမှာမိုးရွာသွန်းရရှိနိုင်မဲ့အခြေအနေများကတော့ရမဲသိမ်းမိထီလာတာစီပျော်ပွဲကြောက်စဲမြင်းကြံမလှိုင်းငတ်စွန်မန္တလေးမြို့ပေါ်ဖြစ်တဲ့အောင်မြေတာဆန်ချမ်းအေးတာဆန်ပြင်းဦးလေမတရားစင်ကူတဒါဦးစရဲမြို့နယ်ခရိုင်ဒီမှာမနေ့စောပိုင်းမြူဆိုင်ချင်းမှာရရှိနိုင်တဲ့မြူနှင်းမိုးရေချင်းအနှဲငယ်သာရရှိနိုင်ပါမယ်အပူချိန်လေတိုင်းတို့လေတုဆိုတိုင်းသားနဲ့လေတုညဉ့်ညမ်းမှုခဲအလုံးရောင်ကြီးအခြေအနေကတော့ နိုဝင်ဘာလ14ရက်နေ့မှာစတင်ပြီးအမြင့်ဆုံးနေ့အပူချိန်30ဒီဂရီဆဲလ်ဆီယံနဲ့အနိုင်ဆုံးညအပူချိန်27ဒီဂရီဆဲလ်ဆီယံအထိကျဆင်းလာနိုင်ပြီးပြည်ဦးလွင်မိုးကုတ်စတဲ့တောင်ပေါ်ဒေသတွေမှာတော့အမြင့်ဆုံးနေ့အပူချိန်24ဒီဂရီဆဲလ်ဆီယံနဲ့အနိုင်ဆုံးညအပူချိန်14ဒီဂရီဆဲလ်ဆီယံအထိကျဆင်းလာနိုင်ပါတယ်။မန္တလေးတိုင်းဒေသကြီးအတွင်းမှာအရှိတ်ဘက်နဲ့မြောက်ဘက်အရက်များမှာအမြင့်ဆုံးလေတိုင်နှုန်းတနအီကို9မိုင်ခန့်ရှိနိုင်ပါတယ်။ နေ့လယ်ပိုင်းချိန်တွေမှာလေရုဆိုတိုင်းသာ60ရာခိုင်နှုန်းနဲ့ညပိုင်းနဲ့မနေ့စောပိုင်းအချိန်တွေမှာတော့80ရာခိုင်နှုန်းအထက်ရှိနေနိုင်ပါမယ်။လေရုဆိုတိုင်းသာမြန်မာနေတဲ့အချိန်မှာမန္တလေးတိုင်းဒေသကြီးအတွင်းမှာရှိတဲ့မြို့နယ်ခရိုင်များအတွင်းခန်းစားရမယ့်အပူချိန်ကတော့34ဒီဂရီဆယ်စီယပ်ထိရှိနိုင်ပါတယ်။မန္တလေးတိုင်းဒေသကြီးအတွင်းမှာယခုတစ်ပတ်အတွင်းလေရုညဉ့်ညမ်းမှုအညွှန်းကိန်း HUI value အမြင့်ဆုံး100အောက်မှာရှိနေနိုင်ပြီးကျန်းမာရေးအန္တရာယ်ဖြစ်စေနိုင်တဲ့ level မဟုတ်တဲ့အတွက်စိုးရိမ်မလိုအပ်ပါဘူးခင်ဗျာ။ ဟုတ်ကဲ့ပါခင်ဗျာအခုတင်ဆက်ပေးတဲ့ဗီဒီယိုလေးကိုဒီလောက်နဲ့ပဲဆုံးသတ်လိုက်ပါပြီ။နားဆင်ပေးကြတဲ့ပရိသတ်များအားလုံးကိုစိတ်နှပြချမ်းမွှင်လန်းကြပါစေခင်ဗျာ။ကျွန်တော်တို့ရဲ့ channel ကိုလည်း like and subscribe ပြုလုပ်ပေးကြပါအောင်ခင်ဗျာ။